လေရင်လက်မှတ်မှာပါတယ်အရေးကြီးတဲ့အချက်၉ချက်လေရင်လက်မှတ်လေရင်စည်းဝတ်လက်မှတ်ဗုဒ္ဓဘတ်မှာပါတယ်တည်ထားတဲ့အရာတွေကိုပြောပြပြသွားပါမယ်အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ device page ကနေကြိုဆိုလိုက်ပါတယ်လေရင်စည်းရဲ့အခါဗုဒ္ဓဘတ်မှာပါတဲ့အချက်၉ချက်ကို share လုပ်ပေးသွားပါမယ်ရှင် name ဆိုတာကမိမိရဲ့နာမည်ကိုပြောတာပါ from ကမိမိစတင်ထွက်ခွာမည်မျိုးလေဆိုင်နာမည်ကိုပြောတာပါ တူဆိုတာကတော့မိမိဆိုင်အောင်မျိုးလေးစိတ်ကိုပြောတာပါ။ Flight ဆိုတာကတော့မိမိစီးမဲ့လေးရင်အမှတ်နံပါတ်ပါ။ဥပမာ 8M376 Date ဆိုတာကမိမိထွက်ခွာမိရက်စွဲကိုပြောတာပါ။ဥပမာ October 27 2025 Time ဆိုတာကတော့မိမိထွက်ခွာမဲ့အချိန်နာရီကိုပြောတာပါ။ဥပမာ 6PM Gate ဆိုတာကတော့မိမိလေရင်စီးရမယ့်ဂိတ်နံပါတ်ပါ။ဥပမာဂိတ်နံပါတ်04 C ဆိုတာကမိမိထိုင်ရမယ့်ထိုင်ခုံနံပါတ်ကိုပြောတာပါ။ဥပမာ 09A Class ဆိုတာကတော့မိမိရဲ့လေရင်လက်မှတ်အမျိုးအစားကိုပြောတာပါ။ဒီနေရာမှာလေရင်အမျိုးအစားကွာရင်ကွာသလိုရေးကြပါရရှင်။အားလုံးပဲအဆင်ပြေကြပါစေရှင်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် Like and Share လေးလုပ်ပေးသွားကြပါဦးနော်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။